ယောဂတူစိမ့်မဲ့စားတောက်ပုံ အမူအကျင့်မှာခုနှစ်ခုအစားတောက်တဲ့လူကျမကြီးကအချိုးကျကျဆက်နွယ်နေရလို့ပြောရင်ရှုံနိုင်မလားမမှန်ကန်ကန်စားရင်ကျန်းမာအားပြေစေတယ်ခန္ဓာကိုယ်ကြီးကိုတက်တန်းရှိကြအောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်လိမ့်မယ်စားတောက်ပုံနီးလမ်းမရင်တော့ဘလို့အကောင်းစားတွေပဲစားနေပါစေလူကယောဂထူလာလိမ့်မယ်နော်ကျန်းမာခြင်းနဲ့ဆိုရင်တော့ဒီလိုတွေမလုံးမိအောင်လို့ရှောင်သင့်ပါတယ်နံပါတ်၁စိတ်လို့ကိုယ်လို့စားတောက်မိခြင်း ခေါနယူနီဗာစီတီတုတေတီပေါမောက်ခဘရိုင်ယန်ဝမ်ဆင်ရဲ့လေးလာမှုရကိုစားတောက်ထဲထားတဲ့ပကံရွယ်စားကြီးလေအတိုင်းစားမသိပဲစားမိလေဖြစ်တယ်လို့တွေးရှိခဲ့ပါတယ်။ဥပမာရုပ်ရှင်သွားကြည့်တဲ့သူတွေကပြောင်းမှုပေါပေါဘူးကြီးရွယ်စားကိုစားတဲ့ခါဘူးသိန်းနဲ့ပဲခွဲဝဲခဲ့တဲ့ပေါပေါပမာဏချင်းတူတဲ့သူတွေထက်45ရာခိုင်နှုန်းလောက်ပိုစားမိကြတာတွေ့ရပါတယ်။ ။ဒါကြောင့်ပကံကြီးကြီးနဲ့ထည့်မစားပါနဲ့။ကိုထန်ဆောင်မဲ့ပကံရွယ်စားကိုပုံမှန်လောက်ပဲရွေးတင်တယ်လို့ဘူးရီခွက်တွေထဲကနေအလွယ်တကူယူပြီးတော့ဓာတ်ရိုက်ယူမစားသင့်ပါဘူး။နမနဲ့ညာဘက်အစားထစားခြင်းကိုလင်းချိန်ထိန်းသိမ်းခြင်းနဲ့ဆိုရင်ညာဘက်အစာစားတာကမကောင်းတဲ့မူကျမှာဒါကြောင့်စားတောင်းပုံမှန်ကန်မှုဂရုစိုက်တင်ပါတယ်။ညာစာစားပြီးပြီဆိုတာနဲ့မိဖို့ကြောင့်ပိတ်သွားပြီလို့ကိုဘသာတွေ့ထားလိုက်ပါ။ညာစာစားပြီးသွားတိုက်ပါ။ ဒါမှတန်းစင်ပြီးသားကရင်မှာထပ်ပြီးတော့အစားကျင်စိတ်နည်းစေပါလိမ့်မယ်။ညလေအစားအစားကျင်လာရင်7မိနစ်ဆောင်ကြည့်ပါ။ဒါမှထွက်စားနေတဲ့ရင်တော့ချီချောင်းလေးပဲဖြစ်ဖြစ်တတိတစိမ့်လောက်ဖြစ်ဖြစ်ပမာဏနည်းတာလေးကိုစားလိုက်ပါ။နံပါတ်3တရေစာအဆက်မပြတ်စားခြင်း တစ်ချိန်လုံးတေးစာတွေစားနေတာကယ်လိုရီများတဲ့အစာတွေမကြခဏစားမိနေတာကလည်းမကောင်းပါဘူးအငံများတဲ့အာလူးကျော်တွေဆိုရာနဲ့တစားလုံးတွေပါဝင်ကျန်းမာရေးအတွက်မကောင်းတဲ့တေးစာမုတ်တွေကိုစားတတ်ကြသူတွေကများပါတယ်ဒါကြောင့်ဒီလိုမျိုးစားတဲ့အခါမှာကျန်းမာရေးအတွက်ကောင်းတဲ့သီးစာတွေကိုပဲရွှေ့ပြီးတော့စားသင့်ပါတယ်။ဥပမာမုံလာဥနီနဲ့သခွားသီး၊ဒိန်ချင်း၊ဗာရန်စိတ်စားရဖြစ်ပါတယ်။ကိုယ်ရင်စိတ်မနိုင်အောင်ဆိုရင်တော့အာလူးကျော်တွေကွကီးတွေကိုအနီးနားမှာမထားပါနဲ့။နံပါတ်၄မနက်စာမစားခြင်း မနက်စာကတနေ့တာမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတာသိကြပေမဲ့တခြားကိစ္စတွေအာရုံများလာတဲ့အခါမှာစားဖို့အချိန်မရှိဘူးလို့တွေးမိလာနိုင်ပါတယ်။ဒါမဲ့မနက်စာမစားတဲ့အခါခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကစတင်ပြီးတော့နှေးကွေးလာပါတယ်။မနက်စာအတင်းအတွက်တနေ့စာလိုအပ်တဲ့စွမ်းအင်ပမာဏကိုမြင့်တင်ပေးတာဖြစ်ပြီးမနက်စာမစားရင်နောက်ပိုင်းမှာပိုစားမိတတ်ပါတယ်။ဒါကြောင့်ကို့မှာအချိန်မရအောင်ဆိုရင်အသီးနှံဒိန်ချင်လိုမျိုးပြင်းလွှိုင်းနဲ့စားလို့ရမယ်။ကျန်းမာရေးအတွက်ကောင်းတဲ့မနက်စာကိုကြိုးပင်ထားနိုင်ပါတယ်။ နံပါတ်၅စိတ်ကန်စားချက်ရစားမိခြင်းအလုံးမအစမပြေတာတွေကြုံလာတဲ့အခါအိမ်ပြန်ရောက်တာနဲ့ရေခဲတက်တာဖွင့်ပြီးတော့တွေ့ရထိုင်စားမိတာမျိုးကနီလာကောင်မဟုတ်ပါဘူး။စိတ်ညစ်တာပဲဖြစ်ဖြစ်စိတ်ပျော်တာပဲဖြစ်ဖြစ်စိတ်ကန့်စားချက်တွေကြောင့်ပုံမှန်ထက်ပိုပြီးစားတောက်မိတာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးလာရင်ထိုင်စားမယ်စာလမ်းလျှောက်ထွက်တာဒါမှမဟုတ်အားပေးရတဲ့တငယ်ချင်းတယောက်ကိုဖုန်းဆက်တာတွေလုပ်နိုင်ပါတယ်။နံပါတ်6အလောတကြီးအမြန်စားခြင်း သေးစားပဲဖြစ်ဖြစ်ထမင်းစားတာပဲဖြစ်ဖြစ်အနောက်ကစားလိုက်တယ်လို့မျိုးအလော်တကြီးစားတာမျိုးကအစာရင်နဲ့အုံနောက်ကိုချိတ်ဆက်ဖို့အချိန်မပေးတယ်လို့ဖြစ်စေတတ်ပါတယ်။အမြန်စားတာကြောင့်ဘိုက်ပြေးနေပြီလို့အုံနောက်ကမသိပဲနဲ့လူရာထက်ပို့ပြီးတော့စားမိတတ်ပါတယ်။ဒါကြောင့်အစာစားရင်သေချာဝါးပြီးတော့ဖြည်းဖြည်းစားပါစားနေရင်ရှေးတောက်ပြတာကလည်းအစာစားနှုန်းကိုနှေးသွားအောင်ကူညီပေးပြီးတော့ဗိုက်ပြေမပြည့်သိနိုင်မှာဖြစ်ပါတယ်။နံပါတ်9အသင်းလွယ်စားသေးစားတွေစားခြင်း ဒေစာစတွေကထင်ထားတာထက်ပိုပြီးတော့ခန္ဓာကိုယ်ထိခိုက်စေနိုင်ပါတယ်သူရတနာတွေရအစီများအချို့များတဲ့အစားအစာတွေကကိုကင်းနဲ့ဘိန်းလိုပဲမစားရမနေနိုင်စားကျင်လာအောင်လို့ဆွဲလန်းစေတတ်တယ်လို့သိရပါဗျ။ဒါကြောင့်နေတိုင်းတော့မဟုတ်ပေမဲ့ကိုတကယ်ကြိုက်တဲ့အစားအစာကိုရွေးချယ်ထားပြီးတော့အတော်သင့်သာချင်းချင်းစားပါ။ဟုတ်ကဲ့ပါရှင်။အခုလိုဗီဒီယိုလေးတွေကိုပတ်စင်နေစဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mandate Power Page တွေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။